တနင်္ဂနွေလုံးပြက်ကတိုက်ခိုက်မှုကြဆဲနိုင်ရင်အတွက်သဘောတူစာချုပ်မှုကြညီနိုင်စွနေဘက်ကိုလာမယ့်ဩဂုတ်လပထမပတ်တွင်ထပ်မံကျင်းပသွားမှာဖြစ်ပါတယ်။လလ22ရက်နေ့ကနေ24ရက်နေ့ထိရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ပြည်လူညီညာရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီရဲ့ကိုယ်စားလှယ်ဖွဲ့နဲ့တိုင်းသာလက်နက်ကိုင်ဖွဲ့စည်းတွေရဲ့အစစ်မြင့်ညီနိုင်ကိုယ်စားလှယ်ဖွဲ့တို့ဟာရှစ်ကြိမ်မြောက်ညီနိုင်စွနေဘက်မှာ ဆွေးနွေးမှုမပြည့်ပြတ်ခဲ့တာကြောင့်အခုလိုထပ်မံကျင်းပမှာဖြစ်ပါတယ်။ယခုဆွေးနွေးပွဲမှာနှစ်ဖက်ကိုယ်စားလှယ်များဟာ2015ခုနှစ်မတ်လ31ရက်နေ့မှာ UBWC နဲ့ NCCT ကိုယ်စားလှယ်များကြားတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲစာချုပ်အတည်ပြုမူကြမ်းပေါ်လော်ကီလာနီလာကမ်မှပြန်လည်အဆိုပြုလာတဲ့အချက်73ချက်ကိုအခြေခံလျက်သဘောတူစာချုပ်အတည်ပြုမူကြမ်းကိုအချောတက်တဲ့ဆွေးနွေးညှိနှိုင်းခြင်းကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။နောက်ကျင်ကျပါမယ့်ဆွေးနွေးပွဲမှာစာချုပ်တည်ပြုမူကြမ်းအချောတက်ခြင်းအပြီးဆောင်ရွက်နိုင်ဖို့နှစ်ဖက်ကိုယ်စားလှယ်များကြိုးပမ်းဆောင်ရွက်ကြဖို့သဘောတူကြတယ်လို့ဆွေ ွေးနွေးပြပြီးထုတ်ပြန်ကြများကြပါဝင်ပါတယ်။စီဝေးကတော့ဒီနေ့အာဂျန်နာကျန်တဲ့၃ခုကိုကျွန်တော်တို့ဆက်ဆွေးနွေးပါတယ်။အဲအာဂျန်နာ၃ခုကတော့ဒီသတိအာလမတ်ရေထိုးမဲ့ပုံနဲ့သတိမတလေးနေပြီဗျ။ပဲပြင်းရအောင်နောက်ထပ်ကတော့ဒီဒိုင်နာလိပက်ကလက်မဲ့ရင်းလို့မဲ့ဒိုင်နာအဖွဲ့ကြီးဒီစာနေတော့သူတွေဆိုရောကျွန်တော်ဆင်းနေပါတယ်အဲ့တော့ဒီဝဲအခုပြီးတဲ့အချိန်မှာဒီ statement အခုကျွန်တော်တို့ဖုတ်ပြန်ထားတာရှိပါတယ် တော့ statement ကတော့ဒီနှစ်ဖက်ကောင်းဆောင်နေရပါဘောနှစ်ဖက်ကျွန်တော်တို့တီးပြီးကိုပြန်လည်ပြီးတော့ကျွန်တော်တို့ဆင်းနိုင်ပြီးရဲ့အောက်ဘုလပထမဖက်မှာဒီတန်ကုန်မှရှိတဲ့မြန်မာညီညာရေးစင်တာမှာလည်းပြန်ပြီးတော့အချောတက်ကိုမဆုံးဆောင်ရနိုင်ဘူးဆိုတဲ့အခါတော့ဒီအခက်ကောင်းဆောင်နေရတော့ပြပါလေ။အဝင်းပါဘူးပါဝင်နိုင်မှာကျွန်တော်တို့ဒီတိုင်းတာပတ်တည်ပြရတယ်။ ုပ်ပြီးတော့ NCCG ရဲ့ power phrase 16ဖွဲ့ပါဝင်ပါတယ်။ BSDM နဲ့ပါ second ဖွဲ့ပါဝင်ကြတယ်။အဲဒီတော့ပါဝင်ဖို့ရတဲ့ပြန်ထားလာတယ်ပါတယ်။အတောက်လျှောက်ကျွန်တော်ဒီဆွေးနွေးဆင်လာလာတောက်လျှောက်ပါလေအဲ့ဒီအားလုံးပေါ့ဒီကနေ့ရှိချိန်မြောက်ဆွေးနွေးပွဲမှာလည်းပဲကျွန်တော်ဒီ တော့ဝင်ပစ္စည်းများအားလုံးဒီကွာလက်မှတ်တူလို့ရတဲ့ကျွန်တော်တို့ဆွေးနွေးရပါတယ်။ဒါပေမဲ့အစိုးရဘက်ကတော့ကျွန်တော်တို့ဝင်ပစ္စည်းများနားဖွဲ့တယ်၊၆ဖွဲ့ဖို့ကြာလို့လက်မှတ်ရေးပြီးတော့ပါတော့ပါပါဝင်နိုင်တယ်။နောက်ကျွန်တော်နိုင်ငံရေးရှင်ပြိမာကောင်းတာနဲ့ပေါ့အားလုံးပါဖို့ဒီကိုစဉ်းစားပြီးပြီးတော့ဒီနေ့ကျွေးတာရှိပါတယ်။ညဒီကိစ္စကိုတော့ပြည့်ပြည့်လေးရ င်နေတဲ့သူတို့ကမရာကြီးစီမှာတော့မပေါင်းတော့ဒီစီမှာလည်းမပေါင်းခြေပြမှုရှိမှာဖြစ်တယ်လို့ကျွန်တော်တို့ဒီဒိုင်နာနဲ့လည်းကဖွဲ့စည်းပြန်ကလည်းပဲကျွန်တော်ကမန်းစင်တာကိုကျွန်တော်တို့ဒီရဲ့ကောင်းဆောင်ရှိတဲ့ကမန်းစင်တာကိုတော့မယ်လာရီပြန်လေပြမစဆိုနေမှာဖြစ်ပါမှာစစ်ချက်ကတော့ဘုံစာပြောပြီးတော့လဲတော့ဘုံပြီးသွားတယ်ဘုံကိုပြန်ရအောင်ပြန်ရပါတယ်။ရတဲ့သုံးချက်ကလည်းကျွန်တော်ဘယ်နှမလဲဒီနေ့လေးပါကျွန်တော်ရဲ့အထက် တော့ရှိတဲ့ပုံစံကိုပြင်ပြပြီးမှပြန်နိုင်တယ်။ဒါနောက်တစ်ကြိမ်တော့ကျွန်တော်တို့ဒါကိုပြည့်တက်နိုင်မယ်လို့စပါတယ်။ဒီလိုကောင်းတို့ရဲ့ဒီလက်မှတ် YouTube နဲ့ဒီများတော့အဲ့ဒီ NCA ကိုပြန်ဖွင့်စီရနိုင်တယ်လက်မှတ်ထိုးမယ်ဆိုတဲ့ကိစ္စ။နောက်ဘယ်နိုင်ငံကြီးပါအောင်မယ်ဆိုတဲ့ကိစ္စကြီးအဲ့ဒီကိစ္စကြီးဆိုတော့ဒါဒီပါပါတဲ့တော့လာတဲ့အစည်းအဝေးမှာတော့ကျွန်တော်အဆုံးသတ်နိုင်မယ်။ စ္စပါ။ဆွေးနွေးဖို့ကြံတဲ့ကိစ္စကတော့အစီအစဉ်ဖြစ်မှာတော့အဓိကကြံတာပါ။အဲ့ဒီလူတွေးစားရတဲ့ပေါ်စီချင်းလို့ပေါ်တဲ့အစ္စလာမ်နဲ့ပြောနေတာပါပဲ။ဒီကိစ္စကိုကျွန်တော်တို့ကဖွင့်ပြီးပေါင်းအောင်ဖြစ်ပြီးတော့ဖွင့်ဆက်ထားတာပါ။ပြည့်ရစာချုပ်လက်မှတ်ရေးထိုးရမှာလက်နက်ကင်ဖွဲ့ကြီးအလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ချက်အချက်ပါဝင်အချက်၃ချက်ကိုနှစ်ဖက်ညှိနှိုင်းမရတာကြောင့်လာမယ့်ဩဂုတ်လ၂ရက်နေ့မှာထပ်မံဆွေးနွေးညှိနှိုင်းမှာဖြစ်ပါတယ်။